ရွှေဘုံမြကြီးနားလမ်းမကိုပြီးခဲ့တဲ့ဩဂုတ်လမှာစောစုကထိန်းချုပ်ပြီးတဲ့နောက်စောစုနဲ့ပြူစောတီတွေအထိုင်ချထားတဲ့ဇပန်နတ်မှာစစေးကိတ်ကနေပြည်သူလေးစောကျော်ကိုဖမ်းဆီးထားတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။မန္တလေးရွှေဘုံမြကြီးနားလမ်းတစ်လျှောက်မှာရှိတဲ့ခေဦးနယ်အဆက်ကက်မလူမြို့နယ်ဝင်းပေါက်ကနေကျွန်းလာမြို့နယ်မရောက်ခင်ဇပန်နတ်သားကြားမိုင်30လောက်ရှိတဲ့လမ်းကျောကိုစောစုကစိုးမိုးထိန်းချုပ်လိုက်တာကြောင့်ကက်မလူမြို့နယ်ကရွှေဘုံမြကြီးနားလမ်းကျောတစ်ခုလုံးဒီပါကိုစိုးမိုးသွားနိုင်တာလည်းဖြစ်ပါတယ်။ စိုးစုလမ်းမိုင်းဆိုင်ရာစိုးမိုးထိန်ချုပ်ပြီးနောက်ပိုင်းရွှေဘုံမြကြီးနားလမ်းမှာဖြတ်တန်းသွားလာနေကြတဲ့ဒေသခံတွေနဲ့ခီးသွားပြည်သူတွေကိုဇက်တိုက်ဖမ်းဆီးတာနဲ့လိန်ပိုင်းဆိုင်ရာကိစ္စတွေဇက်တိုက်ကျွလွန်လာတာလို့ဒေသအခြေဆိုင်တော်လိုင်းရေးတပ်ဖွဲ့တွေကပြောပါရယ်။အော်တိုဘာလ9ရက်နေ့မှာအမျိုးသမီး2ဦး၊73ရက်နေ့မှာအမျိုးသား5ဦး၊15ရက်နေ့မှာအမျိုးသား3ဦး၊16ရက်နေ့မှာအမျိုးသမီး2ဦး၊အမျိုးသား2ဦး၊18ရက်နေ့မှာအမျိုးသား3ဦး 20ရက်နေ့မှာအမျိုးသမီး2ဦး24ရက်နေ့မှာအမျိုးသား10ဦး29ရက်နေ့မှာအမျိုးသမီး2ဦးနဲ့နိုဝင်ဘာ3ရက်နေ့မှာအမျိုးသား3ဦးစုစုပေါင်း45ဦးကိုစုပ်စုရဲ့စပယ်နန်းသာဆစစေးကိတ်ကဖမ်းဆီးလိုက်တာပါအော်တိုဘာ24ရက်နေ့မှာဖမ်းဆီးခံရတဲ့အမျိုးသား10ဦးကတော့စစ်တင်နံပေးဖို့ကမ်ဘလူမြို့မှာအခြေစိုက်ထားတဲ့တင်ကားတက်တခရ63336ကိုပို့ဆောင်ရမှာရင်မောင်းဖြစ်သူပြူစောတိကိုတိုက်ခိုက်ကထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ် ရွှေဘိုမြကြီးနားလမ်းဆောင်ကမ်လူခရိုင်တဲမှာတော့ဘူးကုံလမ်းဆောင်ဇီကုံလမ်းဆောင်ယမနေရွာပေကြီးရွာသပြောတန်းရွာတဲ့စပယ်နန်းသားနဲ့ဇင်စတဲ့အထိုင်စကန်ရှိတဲ့အထဲကဒေသခံတွေနဲ့ခီးတဲ့တွေကိုလူသက်လက်စားဖျောက်မှုနဲ့လိမ်မိုင်းဆိုင်ရာကျွလွန်နေတာတွေကိုမလဲလန်းဆောင်စစ်စေးဂိတ်နဲ့ဇင်အထိုင်စကန်နဲ့စပယ်နန်းသားစစ်စေးဂိတ်တွေကအ धिक လှုပ်ဆောင်တာလို့ကမ်လူမျိုးနဲ့တော်လိုင်းအဖွဲ့ဝင်တို့ကပြောပါတယ် ဒါအပြင်စိုးစုတက်ကရွှေဘုံမြစ်ကြီးနားလမ်းပေါ်ကနေဖြတ်တန်းတော်လာနေကြတဲ့ခီးတဲ့တင်ရင်စီပေါ့စာကုန်တင်ရင်စတဲ့ကားတွေကနေတိမ့်နဲ့ချီပြီးအခွန်ငွေတွေကောက်ယူနေတယ်လို့သူကဆိုပါတယ်ဖန်စီခန္ဓာသူတွေရဲ့အခြေအနေနဲ့အသေးစိတ်အချက်အလက်ကိုတော့ MFP အနေနဲ့တိကျအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူးအခုနှစ်ဇန်နဝါရီလဒီဆိုးစုအနေနဲ့ကက်မလူမြို့နယ်ရွှေဘုံမြကြီးနားလမ်းကြောပေါ်မှာ ဇပန်နဲ့သာစုပ်စုအထိုင်းစကန်ဂိတ်တစ်ခုပဲရှိပြီးစံနဲ့လမ်းမိုင်းနေရာတွေကိုတော်လိုင်းတပ်ဖွဲ့တွေက စုမိုးထားတာဖြစ်ပြီးဖေဖော်ဝါရီလမှာတော့ဇီးကုံမြို့နဲ့ဇီးကုံမြို့အနီးတကြားဆက်မှာရှိတဲ့စကန်တွေကနေအင်အားရှာနဲ့ချီတဲ့စစ်ကြောင်းဟာကမ့်ဘလူမြို့အရှိချမ်းမှာရှိတဲ့ရွှေဘုံမြကြီးနားလမ်းဘေးကပေကြီးငပြောတိုင်းခအုံးနာစတဲ့ကြီးရွာတွေကိုစီးနှင်းဝင်ရောက်ပြီးဒီကနေ့အထိအထိုင်းစကန်တွေချထားခဲ့တာဖြစ်ပါတယ်။